ညမတန်နိုင်လာငောင်းတရဝမင်္ဂလာပါရှင် knowledge tv ညမကနေပြီးတော့ကြိုဆိုလိုက်ပါရစေ။ ။ဒန်နိုင်တရဝါရီဆိုတဲ့အတိုင်းပဲဒီလိုတရဝါရီဖြစ်တဲ့ရှင်သူမတို့ယူနီကွန်းတို့ငေါင်းတို့ဟာလူတွေပါစပ်ဖျားလာတဲ့အကောင်တွေဖြစ်ပြီးတော့ရှုံကြည့်တဲ့သူလည်းရှိသလိုမယုံကြည်တဲ့သူတွေလည်းရှိကြပါတယ်။ငေါင်းတရဝါရီဟာတော်ရင်ဒိဆန်တစ်မျိုးဖြစ်ပြီးလူနဲ့လည်းအတော်လေးဆင်ပါတယ်။ဒါပေမဲ့လူတွေနဲ့မတူပဲကွဲထွက်နေတဲ့ထူးခြားချက်ကတော့သူတို့ရဲ့စပင်းကရှေးလျောင်းမွဲချောင်းနေတဲ့ပြင်ခြေောက်ကလည်းတချောင်းပဲရှိတာပါဖနောင်းကအရှိမရှိပြီးတော့ခြေချောင်းနေရာအနောက်ကိုရောက်နေတဲ့တီးတံခါးက သူ့ရဲ့ကြီးမားတဲ့ခြေထောက်ကြီးတစ်ဖက်ကိုအသုံးပြုပြီးတော့ခုံပေါက်သွာလာတတ်ကြပါရဲ့။ဓားပြေငါးကရေနဲ့မိုးထင်းချုံနိုင်နေဆိုတဲ့ယူဆချက်တွေလည်းရှိကြပါရဲ့။မိုးခေါင်ချိန်မှာငါးအောင်ဖမ်းပြီးတော့ပူဇော်ဖားတာကမိုးခုံနိုင်တယ်လို့ရှေးလူကြီးကယုံကြည်ခဲ့ကြပါသေးတယ်။ငါးအောင်မိုးတန်းတရဝအဖြစ်သတ်မှတ်ကြပြီး ရှေးမြမပြင်းနေလက်ထက်ကမိုးမရွာတဲ့အခါမှာငေါယုတ်ကိုပူဇော်ဖားတာပြီးတော့မိုးရွာစေဖို့အတွက်စူတောင်းလေးရှိတယ်လို့ဆိုပါရဲ့။ ဒါအပြင်မြန်မာနိုင်ငံရဲ့တစုသောဒေတာတွေနဲ့ဒေတာဆိုင်ရာရိုးရာပုံမြင်တွေမှာငေါဝုန်နဲ့အနေနဲ့ကိုးကွယ်နေသူတွေလည်းရှိကြပါတယ်။ရှေးခကရဲကငေါန်းတရဝါရဲ့ဖြစ်တည်မှုကိုဖော်ပြထားတဲ့ခိုင်လုံတဲ့အထောက်အထားတချို့ဆက်ပြီးတော့ပြောပြပေးသွားပါမယ်။ကုန်းမောင်မင်းဆက်ရွှေတိုင်းမှာထားရှိတဲ့ရွှေနန်းစင်လက်သုံးပရပိုက်ဖြူမှာငေါန်းပါဝင်တနလာတရဝါတချို့မှတ်တမ်းတင်ခံထားရပြီးတော့ပကံကိနယံပကြီးအချို့မှာလည်းငေါန်းကိုခြေတစ်ချောင်းနဲ့သရုပ်ပေါ်ထားတာကိုတွေ့ရနိုင်ပါတယ်။ အင်ဝါကိကပြများနဲ့ရှင်မဟာရထသာရရဲ့ငေါတော်လိန်ကျမ်းမှာခြေတချောင်းနဲ့သပင်ရှိရှိတဲ့ငေါအကြောင်းကိုလည်းဖော်ပြပေးထားပါသေးတယ်1955ခုနှစ်ကကကြင်ပြည်နယ်ကောင်အောင်ပွန်ရွာကရွာသားတယောက်ကတကွဲချောင်းမှာလက်ညက်နေတဲ့ငေါတကောင်ကိုဖမ်းဆီးခဲ့မှုကငေါကိုနောက်ဆုံးတွေ့ခဲ့တဲ့မှတ်တမ်းတစ်ခုဖြစ်ပါတယ်ရှိလူကြီးတွေရဲ့ပြောစကားအရငေါဝရိုးရိုးပိုက်ကွန်ထောင်ချောက်တွေနဲ့ဖမ်းလို့မရပဲနဲ့သူ့ကြက်စားရနေရမှာဖရွက်တွေခင်းပြီးဖမ်းရတယ်လို့ဆိုပါတယ် ငေါင်းနေရာခြေတချောင်းထဲရှိတဲ့အတွက်ခုံပေါက်ပြီးသွားရတာကြောင့်ဖက်ရွက်ပေါ်ရောက်တဲ့အခါသူတို့လိမ့်ကျလာမယ့်နေရာတွေမှာကြိုးဆောင်နေပြီးတော့ဖမ်းရတယ်လို့ဆိုပါတယ်။ဟုံးမလင်းဗမော်ဝိုင်းမော်မိုးကောင်းမျိုးအနီးတဝိုက်ရွာတွေမှာငေါင်းကိုတွေ့ဘူးကြပြီးတော့သူတို့ရဲ့အယိုးကိုစေးတံယူလုပ်ပြီးတောက်ရင်သွားခိုင်တယ်လို့ရှေးလူချင်းများဆိုကြပါတယ်။ရှေးကဒေါနာတောင်နဲ့မှာ အများပြားတွေ့ရတတ်ပြီးတော့အခုမှတော့မရှိသလောက်ကိုရှာသွားပြီပဲဖြစ်ပါတယ်။ ဗီဒီယိုရဲ့အစမှာပြောထားတဲ့အတိုင်းပဲဒဏ္ဍာရီလာတရဝါဖြစ်တာမို့လို့ရုံသူမြုံသူများလည်းဒူးနေတည်းပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ငောင်းတရဝါကတော့ရှေးလက်ထက်ကလေးကအထောက်ထားရီနဲ့ဖော်ပြထားခြင်းခံရတဲ့တရဝါဖြစ်လို့ပြည်သက်ကြီးတို့ဘဟုသုတရအောင်လို့တင်ဆက်ပေးခဲ့ပါတယ်နော်။ငောင်းဆိုတဲ့တရဝါအမှန်တကယ်တည်ရှိနေရလားဆိုတာပြည်သက်ကြီးတို့ရောဘလိုမျိုးထင်ပါလဲရှင်။ကိုမတ်မှရှိပေးသွားကြပါဦးနော်။